2025ခုနှစ်မေလ24ရက်နေ့စနေနေ့နာနဲ့6နာရီဂျိုတူကပြပို့တဲ့တိုင်းတာချက်တွေနဲ့ခမန်းချက်များကိုတက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ခမန်းချက်တွေဟာကျွန်တော်10နှစ်ကျော်သုတေသနလုပ်ထားတဲ့ပုံတည်နည်းများနဲ့တစ်ချက်လေ့လာမှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မုတ်တုံလေစီးကြောင်းကမြန်မာပြည်ဘယ်အရာဒေသတွေကိုမိုးရွာနိုင်လဲဆိုတာကိုတိမ်မှွေများလေစီးကြောင်းများရေးဖွဲ့မှုများနဲ့ကျွန်တော်တို့ခမန်း င်ပြมาဖြစ်ပါတယ်မြမပြည်သူပြည်သားအားလုံးမင်္ဂလာပါဒီကနေ့မှာတော့မုတ်တုံလီပြင်းအားကြောင့်မိုးများမဲ့ရက်များကိုမိုးလေဝသဘလော့ကဆရာဦးထိတင်းမှအတိပေးလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်မင်္ဂလာပင်လယ်အော်အတွင်မုတ်တံလီပြင်းထန်နေတဲ့အတွက်မြန်မာနိုင်ငံမှာမေလ24ကနေမေလ28ရက်အထိ9ရက်တာမိုးများနိုင်မဲ့အခြေအနေတွေကို ဦးထေတဲ့မိုးစလဘလော့ကကနေခံမှန်းတင်ဆက်ထားပါတယ်မြမမိုးစလဘက်ကလည်းမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရင်းနှီးဆက်ဆက်နေသောမကွေးတိုင်းဒေသကြီးအထက်ပိုင်းတို့တွင်လေဖိအားနည်းစေတခုဖြစ်ပေါ်နေပြီးရင်းသည်ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတိုင်းဒေသကြီးရင်းနှီးဆက်ဆက်နေသောလာအိုနိုင်ငံတို့တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းစေနှင့်ဆက်ဆက်တွေ့တန်းလျက်ရှိသည့်မုတ်တုံလေဖိအားနည်းမြောင်းတန်းတခုဖြစ်ပေါ်လျက်ရှိပြီး အဆိုပါမုတ်တုံလီဖီအားနဲ့မြောင်တန်းယာယီဖြစ်ပေါ်နေသည့်အတွက်ကြောင့်ယနေ့ညမှစ၍လာမည်24နာရီတွင်နေပြည်တော်စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်မိုးထစ်ချုံရွာသွန်းခြင်းနှင့်အတူမိုးတက်လေပြင်းတိုက်ခတ်ခြင်းနေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်းအထူးသတိပေးထားပါသည်ယနေ့မနက်6နာရီလေစီးကြောင်းဟာတနာရီမိုင်30အထိမြင့်လာပြီးတော့ရခိုင်နဲ့ဘင်္ဂလားပင်လယ်မှာလေဆုံရက် အနေငယ်ဖြစ်တာတွေ့ရတယ်လို့ပဲကြံတဲ့မုတ်တုံလေနဲ့မုတ်တုံမိုးတွေဟာမြမပြီးအလေရိုးတစ်လျှောက်ဝင်ပြီးတော့နေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်ဒီကနေ့မနက်6နာရီဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့တိမ်တွေဟာတိမ်နေနေဖြစ်တယ်လို့ပဲတိမ်အမြင့်ကိုလည်းတွေ့ရမှာဖြစ်ပြီးတော့မြမပြီးအလေပိုင်းကိုဖျောက်ဝင်သွားတဲ့တိမ်တွေဟာအပူအငွေ့ကြောင့်မြမပြီးအထက်ပိုင်းမှာမိုးတိမ်တောင် စုဖွဲ့မှုကြီး ဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်။ဒီတိန်နေရာနေ့လယ်12နာရီလောက်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ကဆက်ဝင်သွားတဲ့တိန်နေနေရာမြန်မာပြည်တစ်ခုလုံးကိုဖလွမ်းခြုံပြီးတော့အေးတရတဲ့နေရာအချို့သာ ကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမှန်းတွေ့ရှိရပါတယ်။24ရက်နေ့ဘယ်နေရာတွေကွက်ပြီးတော့မိုးကြီးမလဲဆိုလို့ရှိရင်အခု အနီးရောင်ပြထားတဲ့ဒေသတွေဟာဆိုလို့ရှိရင်24နာရီအတွင်းမှာမိုးရေကြီးလေးလက်မပေါင်းခြင်းရရှိနိုင်ပြီးတော့ အဝါရောင်ပြတဲ့ဒေတာတွေအရဆိုလို့ရှိရင်မိုးရစ်တင်တိတသမာလေးလမအထိရရှိနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ရွှေဘွားနေပြီးတော့အထက်ဒေတာဟာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲ6မြင်းညာမုံရွာဂျားရဲရဒေတာဟာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ရှမ်းပြည်နယ်အနောက်ဘက်ခြမ်းနယ်ရှမ်းပြည်နယ်အရှေ့မြောက်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။ထို့အတူ တနင်္လာရီတိုင်းဘက်မှာဆိုလို့ရှိရင်လည်းမြိတ်ခရိုင်ဒေသရဲ့အနောက်ဘက်ခြမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်မှသေးတယ်။25ရက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့ဘင်္ဂလားပင်လယ်တောင်ဘက်ကမုတ်တုံလီစီချောင်းဟာလေတိုက်ခတ်မှုနှုန်းမြန်မာလာနိုင်ပြီးတော့တနာယီ45မိုင်နှုန်းနဲ့မြမတောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်ကို ဖြတ်ပြီးတော့ပဲခူးတိုင်းရန်ကုန်တိုင်းအေအော်ဒီတိုင်းကိုဖြတ်တန်းတိုက်ခတ်မယ်လို့ခန့်မှန်းရပါတယ်။ဒီနေရာမှာလေစုံချက်ကျတဲ့နေရာဒီမှာတော့ မြေဆိုင်လေတိုက်ခတ်နိုင်လို့တတိထားဖို့လိုအပ်လာပါမယ်။25ရက်နေ့လေစီးကြောင်းနဲ့အတူပါလာတဲ့မြေနိုင်တင်နေရဆိုလို့ရှိရင်တော့မြမပီ တောင်ဘက်တစ်ခုလုံးကိုထူတက်စွာဖြတ်သန်းနေပြီးတော့မြမပီ အထက်ပိုင်းနဲ့အခြားနေရာတွေမှာတော့မိုးတိမ်တောင်ဖြစ်နေအပေါ်ကိုတက်သွားတာတွေ့ရမှာဖြစ်ပါတယ်။25ရက်နေ့ရွာနိုင်တဲ့ဒေသတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့စောစောလေစီးကြောင်းကတွန်းလိုက်တဲ့အတွက်ကြောင့်မလို့တနင်္လာရီတိုင်းအောက်ဖက်မှာမိုးရခြင်း လေးလက်မလောက်ဒီ24နှစ်အတွင်းရွာသွန်းနိုင်တဲ့တကြောင်မလို့တနင်္လာရီတိုင်းမှာတွာလာနေကြတဲ့တောင်ပေါ်လမ်းတွေမှာရေကြော်ခြင်းတွေစတင်ဖြစ်ပွားနိုင်ပါတယ်။တော့တူပဲချင်းတောင်တန်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မန္တလေးအထက်နားမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ဘက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲမြမပြည်အလဲပိုင်းမြင်းကြာဂျီနန်ကျောင်း6ရဲ့အရှေ့ဘက်ဒေသမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကို ျွန်တော်တို့ခမတွေ့ရှိရပါတယ်။ရခိုင်ရိုးမားနဲ့မကွေးကြားထဲမှာရှိတဲ့ဒေသမှာရုတ်တရက်မိုးကြီးနိုင်ပါတယ်။ရခိုင်ရိုးမားနဲ့ပြည်နဲ့ကြားထဲမှာရှိတဲ့ဒေသမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။26ရက်နေ့ရောက်တဲ့အခါမှာတော့မုတ်တုံလေးစီးကြောင်ပုံမိုးအားပြင်းထန်လာပြီးတော့မြမပြည်မွန်ပြည်နယ်ကမ်းတမ်းမှာလေပြင်းအားနေရာအခု나이အနေငယ်ဖြစ်ပေါ်နိုင်တယ်လို့ကျွန်တော်တို့ခမတွေ့ရှိရပါတယ်။ထို့အတူပဲဘင်္ဂလားပင်လယ် ဘလဲပိုင်းမှာလေဆိုင်ဝဲတွေဖြစ်ပြီးတော့တိမ်တွေကိုစုပြီးတော့မှမြမာပြည်ကိုဆက်လက်တွန်းပို့နိုင်တဲ့အနေအထားဖြစ်ပါတယ်။စောစောကပြောတဲ့မွန်ပြည်နယ်ကမ်းရိုးတန်းကလေပြားနဲ့ရရောင်းဟာရခိုင်ပြည်နယ်လေပြားနဲ့ရရောင်းကို26ရက်နေ့တည့်ရက်ထဲမှာပဲပြောင်းလဲသွားနိုင်တဲ့အနေအထားရှိတဲ့တော့ကြောင့်မလို့ကျွန်တော်တို့ပြောနိုင်တာကဒီကထုတ်လုပ်တဲ့တိမ်တွေဟာမြမာပြည်အောက်ဘက်ချမ်းကိုဖွဲ့ပြီးတော့မိုးအများကြီးရွာမယ်လို့ ခမန်းနာကိုကျွန်တော်တို့တိမ်အနေထားနဲ့ကြည့်မယ်ဆိုရင်ဒါကမြေနိတ်တိမ်နေစူးစီးမှုဟာပုံမိုးတိမ်တီးလာပြီးတော့မြမပြည်အနှံ့ကိုဖြန့်ပြီးတဲ့အပြင်ကိုပဲမြမပြည်မြောက်ဘက်ကဆင်းလာတဲ့လေးကြောက်မလို့ဒီနေရာမှာရေငွေ့ဖွဲ့မှုမြင့်မားနိုင်တဲ့အခြေအနေကိုတွေ့ရမှာဖြစ်ပါတယ်26ရက်နေ့မှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်သခိုင်းတိုင်းနဲ့ချင်းတောင်တန်းကိုမိုးတီးထန်စွာရွာသွန်းပြီးတော့ကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်ထို့အတူပဲမကွေးခရိုင်ဗဟိုပြုတ်ပြီးတော့တခိုင်ရိုးမနဲ့ဆက်ဆက်တွင်ပင်အကုန်လုံးဟာမိုးတီးထန်စွာရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့သူပတိပေးလိုက်ပါတယ်ရခိုင်ပြည်နယ်မှာလည်းမြေအားကွက်ပြီးတော့မိုးရင်ကျင်း3.5လမလောက်အထိရွာသွန်းနိုင်တယ်လို့ပဲသူပဲခူးတိုင်းအခြေချမ်းမှာကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးတီးထန်းစွာရွာသွန်းနိုင်တဲ့အခြေအနေလို့ကျွန်တော်တို့ခန့်မှန်း တွေ့ရှိရပါတယ်29ရက်နေ့ရောက်တဲ့အခါမှာတော့မုတ်တုံလေစီကြောင်းဟာလေဆိုင်ဝဲအတွင်စတင်ပြီးတော့ဖုံမျိုးလာပြီးတော့တနာယီကို45မိုင်အထိဘင်္ဂလားပင်လယ်ပြင်တစ်ခုလုံးမှာစတင်တိုက်ခတ်ပြီးတော့မြန်မာပြည်အလဲပိုင်းကိုလည်းဝင်ရောက်တဲ့အခါမှာနေပြည်တော်လောက်မှာသုံးပြီးတော့မြောက်ဘက်ကလာတဲ့လေစီကြောင်းကရင်ငွေအပြစ်ပါတဲ့လေစီကြောင်းကိုမိုးအပြစ်တဲတဲမဲမဲရွာသွန်းနိုင်တဲ့အခြေအနေဖြစ်နိုင်ပါတယ် တော်တို့လေဆံဝဲစုံချက်ရယ်ကိန်းသိသိမှုမြင်မာတဲ့အတွက်ကြောင့်မလို့မြမပြည်အောက်ဖက်တချမ်းလုံးမှာဆိုလို့ရှင်တဲတဲမဲမဲမိုးတီးထန်းစွာရွာနိုင်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းသိရှိရပါတယ်အထူးသဖြင့်မန္တလေးမုံရွာစစ်တွေကြားပြည်နယ်အောက်ပိုင်းတစ်ခုလုံးဟာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မကွေးနဲ့ပြည်ရခိုင်ရိုးမကြားမှာဆိုလို့ရှင်မိုးရေချိန်6လမလောက်24နာရီအတွင်းရရှိနိုင်ပြီးတော့ ပဲဘကိုးတိုင်းအနောက်ချမ်းဖြူရန်ကုန်တိုင်းတို့မှာဆိုလို့ရှိရင်လည်းထို့အတူပဲ၄လက်မမှ၆လက်မလောက်ကြီးမိုးရွာသွန်းနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းတွေးရှိရပါတယ်လက်ရှိငလင်လုတ်တဲ့ဒေသတွေရဲ့အောက်ခြေမှာဒီအောက်ကြီးစီးဆင်းမှုလမ်းကြောင်းပိတ်တဲ့အတွက်ကြောင့်မလို့အခုပြထားတဲ့အနေအောင်ဒေသတွေအကုန်လုံးကရေပြင်ပေါ်ကိုစီးဆင်းတဲ့ရေအလုံးဖြတ်တန်းနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေကြီးနိုင်တဲ့အန္တရာယ်သတိပေးလိုက်ပါတယ်။၂၈ရက်နေ့နည်းနည်းရောက်တဲ့အခါမှာလည်း မုတ်တုံလေးစီးကြောင်းကပို့တဲ့မုတ်တုံမိုးဟာမြန်မာပြည်အထက်ပိုင်းကိုဆက်လက်ဝင်ရောက်ပြီးတော့မိုးဖြစ်ကြွားနိုင်ပါတယ်။ပယ်ဆက်ရှိရနဲ့အနေဒါဟာမြောက်ဘက်ကလာတဲ့လေးစီးကြောင်းရင်ွေဖွဲ့မှုကြောင့်မြန်မာပြည်ကိုကန့်လန့်တိုက်မိုးသီးထန်စွာရွာသွန်းနိုင်ပါတယ်။ရခိုင်ပြည်နယ်မြောက်ဘက်၊မကွေးတိုင်းမြောက်ဘက်၊မန္တလေးတိုင်းတောင်ဘက်နေပြည်တော်အပါအဝင်ရှမ်းပြည်နယ်အောက်ပိုင်း၊ကယားပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့အခြားတိုင်းနယ်ပြည်နယ်မှာလည်းနေရာစိတ်စိတ် မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့ဒီကနေ့24ရက်နေ့မေလကနေပြီးတော့28ရက်မေလအထိဒီ9ရက်အတွင်းမှာရွာသွင်းမဲ့မိုးဟာမိုးရင်ချိန်6လမှဖြစ်တဲ့အတွက်ကြောင့်မလို့မြေအောက်ရေကြီးကြောင်းကိုမဝင်နိုင်လို့မြမပြည်မှာ နေရာကွက်ပြီးတော့တချို့နေရာတွေမှာရေကြီးနိုင်တဲ့အတွက်အားလုံးပြင်ဆင်ထားဖို့ကျွန်တော်တို့တတိပေးလိုပါတယ်ဒီကနေ့ကမ္ဘာ့ကြက်တရားဆိုရင်တော့ကျွန်တော်တို့10နှစ်တာသူတည်တနာလုပ်ထားတယ်ပုံတည်နည်းများရဲ့ကမ္ဘာ့ကြက်ဖြစ်ပါတယ် လိုအပ်တာများရှိရင်မေးမြနိုင်ပါတယ်။ကိုသက်တွင်းတိုင်း Telegram ကနေပြီးတော့လည်း MP3 အသံဖိုင်လုပ်ပြီးတော့ download လုပ်နိုင်ပါတယ်။မိမိတို့ရဲ့ message များကိုလည်းဝင်မြပေးကြပါ။တဘာဝဘေးအန္တရာယ်ကိုကျွန်တော်တို့သတင်းဖလှယ်မှုနဲ့ညင်ညာမှုနဲ့ပါခွင့်ကြအောင်ဗျာ။